ငွေရှာဖို့အလုပ်ချိန်တွေပေးနေတော့မယ်လားဒါဆိုတစ်တလုံးကြံခံနေရတော့မှာပဲဗျကိုပိုင်လုပ်ငန်းမရှိရင်ဘယ်တော့မှလွတ်လပ်မှာမဟုတ်ဘူးဒီဗီဒီယိုလေးမှာစာရေးဆရာ Eric George Jensen ရေးသားထားတဲ့ The Emana of Nebera Beacon စာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကိုပိုင်နဲ့ဆွေးနွေးသွားပါမယ်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲပျော်ရွှင်မှုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာကို Nebera Beacon ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အတွေးခေါ်တွေနဲ့မျှဝေသွားမှာပါ ငွေကြေးလွတ်လပ်မှုရဲ့အခြေခံငွေကြေးလွတ်လပ်မှုရဖို့အချိန်နဲ့ရင်းနှီးနေလို့မဖြစ်ဘူးကိုပိုင်လုပ်ငန်းတစ်ခုကိုတည်ထောင်ပြီးရှယ်ယာပိုင်ဆိုင်မှအဆင်ပြေမှာဗျနေဗေရာဘီခန့်ဆိုတဲ့ပုံကတိကျတဲ့ဘဟုတုတော်နဲ့အားကောင်းတဲ့အထောက်ပံ့တွေကချမ်းသာကြွားမှုကိုတည်ဆောက်နိုင်တယ်လို့ပြောထားတယ်သူကတခြားသူတွေအတူယူလို့မရတဲ့တင်ပေးလို့မရတဲ့ကိုပိုင်ကျွမ်းကျင်မှုတွေရှိဖို့လိုတယ်လို့ဆိုပါတယ်ဒါအပြင်ကိုလုပ်တဲ့အလုပ်မှာတာဝန်ယူမှုရှိပြီး အခြားသူတွေကိုအားကိုးခြင်းအဖြစ်အောင်မြင်မှုရနိုင်တယ်လို့လည်းပြောပါတယ်။လေဘာကပ်ပီတယ်နဲ့ပရာဒက်စ်တွေက လေဘာရဲ့၃မျိုးပဲဗျ။အဲ့ဒီတော့ဘာတွေဆက်လုပ်ရမလဲ။ကျွန်တော်တို့စိတ်အားထက်သန်တဲ့အရာမှာတိကျတဲ့ဘူးတူတော်တွေရှာဖွေစုဆောင်းရမယ်။ပြီးရင်ကိုလုပ်တဲ့အရာအတွက်တာဝန်ယူမှုအပြည့်ရှိရမယ်။နောက်ဆုံးအနေနဲ့လေဘာရစ်ကိုအသုံးပြုပြီး ကိုယ့်ရဲ့လုပ်ငန်းကိုတိုးချဲ့ရမယ်။ပျော်ရှင်ခြင်းကိုတိဆောက်မည် ျော်ရွှင်ခြင်းဆိုတာကကိုယ်မှရှိတဲ့အရာနဲ့ကျေနပ်တင်တိမ်နိုင်တာပဲဗျ။အောင်မြင်မှုကတော့မကျေနပ်မှုကနေလာတာလေ။နေဘယ်ရာဘီခန့်ရဲ့အဆိုအရပျော်ရွှင်ခြင်းဆိုတာကခီးစုံတစ်ခုမဟုတ်ဘူး။လေ့ကျင့်လို့ရတဲ့စွမ်းရည်တစ်ခုတည်း။မိုင်းဖူးလေ့ကျင့်တာတို့ကိုယ်မှရှိတဲ့အရာကိုကျေစုတင်တာတို့လူကျင်မှုတွေကိုရှော့ချတာတို့ကပျော်ရွှင်ခြင်းကိုတိဆောက်တဲ့နိလန့်တွေပဲဗျ။ပြီးတော့အပြုသဘောဆောင်တဲ့အကျင့်တွေနဲ့သက်ဆိုင်ရေးတွေကိုတိဆောက်ဖို့လည်းလိုအပ်သေးတယ် အရေးကြီးဆုံးကပျော်ရွှင်ခြင်းဆိုတာကိုယ်တိုင်ရွေးချယ်နိုင်တဲ့အရာဆိုတာကိုလက်ခံဖို့ပဲဗျကျွန်တော်တို့ပျော်ရွှင်မှုကိုခီးလက်မှာရှာဖွေတွေ့ရှိနိုင်ပါတယ်လက်ရှိအချိန်လေးကိုအာရုံစိုက်ပြီးဘဝမှာကြုံတွေ့လာတဲ့အရာတွေကိုလက်ခံခြင်းအဖြစ်ဘလို့အခြေအနေမှာမဆိုပျော်ရွှင်မှုကိုရှာတွေ့နိုင်ပါတယ်တာဝန်ယူမှုနဲ့စွန့်စားမှုချမ်းသာဖို့ဆိုရင်လေးပါးရစ်လိုအပ်တယ်လေးပါးရစ်ကလေးပါးကပ်ပြီးတဲ့ကုတ်တာမှမဟုတ်မီဒီယာကနေရနိုင်ပါတယ် လေဘာနဲ့ကပ်ပီလေရဖို့အတွက်ဆိုရင်တခြားသူတွေကကျွန်တော်တို့ကိုပေးရမယ်လေဘာအတွက်ဆိုရင်တယောက်ယောက်ကကျွန်တော်တို့ကိုလိုက်နိုင်ရမယ်ကပ်ပီတဲ့အတွက်ဆိုရင်တယောက်ယောက်ကငွေဒါမှမဟုတ်ပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲဖို့ပေးရမယ်တာဝန်ယူမှုကယုံကြည်မှုကိုတိဆောက်တဲ့နေရာမှာအရေးကြီးတယ်ကိုယ့်ရဲ့နာမည်နဲ့ဂုံတိတ်ခါကိုအမခံပြီးလုပ်ငန်းမှာတာဝန်ယူခြင်းအဖြစ်ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်ကြောင်းပြသပြီးအခွင့်အလမ်းတွေကိုဆွဲဆောင်နိုင်ပါတယ်ဒါအပြင်စုံစမ်းရတဲ့တတိလည်းရှိရမယ် ရှုံးနိမ့်မှာကိုမကြောက်ပဲအမားတွေကနေတင်ယူဖို့အရေးကြီးတယ်။စုံစမ်းမှုမှာအခက်ခဲတွေရှိပေမဲ့ရလက်ကတော့တန်ပါတယ်။အခုခေတ်မှာရှုံးနိမ့်ခြင်းရဲ့ဆိုးကျိုးကနည်းပေမဲ့အောင်မြင်ခြင်းရဲ့အကျိုးကျေးဇူးကကြီးမားပါတယ်။ကျွန်တော်တို့ဟာတာဝန်ယူနိုင်တဲ့သူတစ်ယောက်ဖြစ်ကြောင်းပြတ်သားခြင်းအဖြစ်ချမ်းသာကြွယ်ဝမှုကိုဖန်တီးဖို့အတွက်လိုအပ်တဲ့လေးပါးကပ်ပြီးတဲ့နဲ့အာယုံဆိုင်မှုကိုရရှိဖို့အခွင့်အလမ်းပိုများပါတယ်။ရေရှည်ရင်းနှီးမြှုပ်နှံမှုရဲ့အကျိုးကျေးဇူး ဘဝမှာရရှိတဲ့အကျိုးမြတ်တွေအလုံးဟာရေရှည်ရင်းနှီးမြုပ်နှံမှုရဲ့အကျိုးဆက်တွေပါပဲ။ငွေကြေးဆက်ဆံရေးဒါမှမဟုတ်ဘဝတုတော်တွေမှာရေရှည်ရင်းနှီးမြုပ်နှံမှုကအရေးကြီးတယ်။ဥပမာငွေကိုပြန်ရင်းနှီးမြုပ်နှံခြင်းဆက်ဆံရေးကိုတိဆောက်ခြင်းဘဝတုတော်ကိုစင်ဆက်မပြတ်ရှာဖွေခြင်းနဲ့ကျွမ်းကျင်မှုတွေကိုတောက်လျှောက်လေ့ကျင့်ခြင်းအဖြစ်ကျွန်တော်တို့ဟာအချိန်ကြာလာတာနဲ့အမျှတိုးတက်မှုကိုရရှိနိုင်ပါတယ်။အဲ့ဒီတော့ရေရှည်ရင်းနှီးမြုပ်နှံမှုရဲ့အကျိုးကျေးဇူးတွေကို ရယူဖို့ဆိုရင်ရေတိုအကျိုးမြတ်ထက်ရေရှည်ပန်းတိုင်တွေကိုအာယုံဆိုင်ရမယ်။ပြီးတော့စိတ်ရှိတိခံပြီးစူးစားအထုံးမှုတွေကိုမလျှော့သင့်ဘူး။အရေးကြီးဆုံးကရေရှည်ကိုမျှော်တွေးပြီးလှုပ်ဆောင်ဖို့ပဲဗျ။ကျွန်တော်တို့ဟာ ရေရှည်ကိုအာယုံဆိုင်ခြင်းအဖြစ်ဘဝရဲ့ကဏ္ဍအလုံးမှာအောင်မြင်မှုကိုရရှိနိုင်ပါတယ်။လူမှုရေးဖိအားတွေနဲ့ဒေါသကိုဖယ်ရှားပါလူမှုရေးဖိအားတွေနဲ့မထိန်ချုပ်နိုင်တဲ့ဒေါသတွေကပျော်ရွှင်မှုနဲ့ အောင်မြင်မှုအတွက်အဟန္တာဖြစ်စေနိုင်ပါတယ်။ဒီအရာတွေကနေလွတ်မြောက်ခြင်းအဖြစ်ကျွန်တော်တို့ဟာပုံမူကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါတယ်။ပထမဦးစွာလူမှုအတိုင်းအဝိုင်းရဲ့စံနှုန်းတွေကိုမေးခွန်းထုတ်ပါ။ဒေါသအများစုဟာမပြည့်စုံတဲ့မျှော်လင့်ချက်တွေကနေဖြစ်ပေါ်လာတဲ့ဆိုတာကိုမှတ်သားထားပါ။ကိုယ့်ရဲ့အတွေးတွေကိုအကဲဖြတ်ခြင်းမရှိဘဲစောင့်ကြည့်နိုင်ဖို့မိုင်းဘူးကိုလေ့ကျင့်ပါ။တရားထိုင်ခြင်းနဲ့မိမိကိုယ်ကိုပြန်သုံးသပ်ခြင်းအဖြစ်စိတ်ငြိမ်ချမ်းမှုကိုတည်ဆောက်ပါ။ကျွန်တော်တို့ထိန်းချုပ်နိုင်တဲ့အရာကိုအာရုံစိုက်ပြီး မထိန်ချုပ်နိုင်တဲ့အရာကိုလက်ခံပါအစ်စ်အမှန်လွတ်လပ်မှုဆိုတာကိုယ်အတွင်းစိတ်ထဲမှာပဲရှိပါတယ်ကိုကိုကိုသတိထားပြီးအတွင်းနဲ့ခံစားချက်တွေကို စီမံခန့်ခွဲနိုင်ခြင်းအဖြစ်လူမှုအတိုင်းဝိုင်းနဲ့ကိုယ့်ရဲ့စိတ်ကူးတွေကနေလွတ်မြောက်နိုင်ပါတယ်ကြည်လင်ပြတ်သားတဲ့အတွေးခေါ်နဲ့ဆုံးဖြတ်နိုင်မှုကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်မှုအတွက်ကြည်လင်တဲ့အတွေးခေါ်ကအရေးကြီးပါတယ် ဝေဖန်ပိုင်းချနိုင်စွမ်းနဲ့ရည်ရွယ်ချက်ရှိရှိစူးစမ်းနိုင်စွမ်းကိုတိုးတက်အောင်လှုပ်ခြင်းအဖြစ်ဆုံးဖြတ်နိုင်စွမ်းကိုမြင့်တင်နိုင်ပြီးဘဝရဲ့ကဏ္ဍအသီးသီးမှာအောင်မြင်ဖို့အခွင့်အလမ်းကိုတိုးမြင့်နိုင်ပါတယ်ကျွန်တော်တို့ရဲ့ယူဆချက်တွေကိုမေးခွန်းထုတ်ပြီးဗတ်လိုက်မှုတွေကိုဖယ်ရှားပါကွဲပြားတဲ့ရှုထောင့်တွေနဲ့သတင်းအချက်လက်တွေကိုရှာဖွေပါမပြည့်စုံတဲ့သတင်းအချက်လက်တွေနဲ့ဆုံးဖြတ်ချက်တွေချမှတ်လေ့ကျင့်ပါပြီးတော့ဖြစ်နိုင်ခြေတွေကိုစမ်းစစ်ပါ ရွေးချယ်မှုတစ်ခုပြုလုပ်ခြင်းအဖြစ်ဘာတွေကိုဆွံ့လွတ်နေရလဲဆိုတာကိုထည့်ဆိုးစားပါအတွေးခေါ်ဆွမ်းရည်ကိုမြင့်တင်ခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပုံစံတွေကိုတိုးချဲ့ခြင်းအဖြစ်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပြီးပြဿနာတွေကိုပုံမထိရောက်စွာဖြေရှင်းနိုင်တာကဘာကြီးကိုပုံမနှဆိုင်စွာနားလည်နိုင်ပါတယ်။ကျမ်းမာရေးနဲ့တင်ယူလေ့လာခြင်းကျမ်းမာရေးကောင်းမွန်ခြင်းကဘဝရဲ့အခြားရှုထောင့်တွေအတွက်အခြေခံအုတ်မြစ်တစ်ခုပါပဲ။မိမိကိုယ်ကိုဂရုစိုက်ပြီး တသက်တာလုံးတည်ယူလေ့လာဖို့ဆုံးဖြတ်ခြင်းအဖြစ်ရေရှည်အောင်မြင်မှုနဲ့ပြည့်စုံမှုကိုတည်ဆောက်နိုင်ပါတယ်။ကျန်းမာရေးအတွက်ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။အာဟာရပြည့်ဝတဲ့အစားအစာတွေကိုစားသုံးပါ။လုံလောက်တဲ့အိပ်စက်အနားယူချိန်ကိုယူပါ။စိတ်ဖိစီးမှုကိုစီမံခန့်ခွဲပါ။ကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ။အဲ့ဒါတွေပြင်ဘာတွေဆက်လုပ်ရမလဲ။ဘာသာရပ်အမျိုးမျိုးကို လေ့လာပါ။စိန်ခေါ်မှုရှိတဲ့ဆွေးနွေးမှုတွေမှာပါဝင်ပါ။ကျွမ်းကျင်မှုအသစ်တွေနဲ့ဝါသနာတွေကိုရှာဖွေပါ။ ရှုံးနိမ့်မှုကိုတည်ယူဖို့အခွင့်အရေးတစ်ခုအဖြစ်လက်ခံပါ။ကျမ်းမာရေးနဲ့တည်ယူလေ့လာခြင်းဟာတသက်တာလုံးလိုက်စားရမယ့်အရာတွေပါ။ဒီအရာတွေမှာစဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံခြင်းအဖြစ်ကိုယ်ရေးကိုယ်တာနဲ့လုပ်ငန်းခွင်တိုးတက်မှုအတွက်ခိုင်မာတဲ့အုတ်မြစ်တစ်ခုကိုတည်ဆောက်နိုင်ပါတယ်။အဲ့ဒါကပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အခွင့်အလမ်းအသစ်တွေကိုရယူနိုင်ဖို့ကူညီပေးနိုင်ပါတယ်။မိမိကိုယ်ကိုရှာဖွေခြင်းနဲ့လက်ခံခြင်း မိမိကိုယ်ကိုရှာဖွေခြင်းကဘဝမှာအဓိပ္ပာယ်နဲ့ကြည်ရွယ်ချက်ကိုရှာဖွေရမှာအရေးကြီးတဲ့ခီးတစ်ခုပါပဲကိုယ့်ရဲ့စိတ်မနဲ့သဘောတဘာဝကိုရှာဖွေပြီးကိုယ့်ကိုယ်ကိုယ်နဲ့ကဘာကြီးကိုလက်ခံခြင်းအဖြစ်ငြိမ်းချမ်းမှုနဲ့ပြည့်စုံမှုကိုတည်ဆောက်နိုင်ပါတယ်ကိုယ့်ကိုယ်ကိုပြန်သုံးသလိခြင်းမှာ ကိုယ့်ရဲ့အဓိကတန်ဖိုးတွေနဲ့ဒုံကြည်ချက်တွေကို ဖော်ထုတ်ပါဝါသနာတွေကိုရှာဖွေပါကိုယ့်ကိုယ်ကိုယ်နဲ့ကဘာကြီးအပေါ်မှာထားတဲ့ယူဆချက်တွေကိုစင်ခေါ်ပါ ပြီးတော့ဖြစ်ပျက်သမျှအရာအလုံးဟာမမြဲဘူးဆိုတာကိုအတိမတ်ပြုပါ။ရလက်တွေကိုဆွဲလက်မှုကိုရှော့ချပါ။လက်ရှိအချိန်လေးကိုအာရုံစိုက်ပါ။ကိုယ်မှရှိတဲ့အရာအတွက်ကျေးဇူးတင်ပါ။ဘဝရဲ့မတိချာမရေရာမှုတွေကိုလက်ခံပါ။အတိတ်ပဲဆိုတာက ပြင်ပကလာတာမဟုတ်ဘူး။ကိုယ်တိုင်ဖန်တီးယူရတာပါ။မိမိကိုယ်ကိုရှာဖွေခြင်းနဲ့လက်ခံခြင်းအဖြစ်ဘဝခီးလမ်းမှာရည်ရွယ်ချက်နဲ့ကျေနပ်မှုကိုရှာတွေ့နိုင်ပါတယ်။ ကြဲကြဲပြန့်ပြန့်ဖတ်ရှုလေ့လာခြင်းစာဖတ်ခြင်းဟာကိုရီးကိုရာတိုးတက်မှုနဲ့ဉာဏ်ရည်ထက်မြတ်မှုအတွက်အကောင့်နဲ့ကရိယာတစ်ခုပါ စာဖတ်ခြင်းကိုနှစ်သက်ပြီးဘာသာရဲ့အမျိုးမျိုးကိုလေ့လာခြင်းအပြင်ဘဝတုတော်ကိုတိုးချဲ့နိုင်တယ်လို့ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုမြင့်တင်နိုင်ပြီးကဘာကြီးအပေါ်မှာရှုထောင့်တစ်တွေကိုရရှိနိုင်ပါတယ်။နေပေအတီးတီးမှစာအုပ်တွေကိုဖတ်ရှုလေ့လာပါ။ဂဏဝင်စာအုပ်တွေကိုအာရုံစိုက်ပါ။စာဖတ်နေစဉ်မှတ်စုတွေရေးပါ။ စာအုပ်တွေအကြောင်းကိုတခြားသူတွေနဲ့ဆွေးနွေးခြင်းအဖြစ်နားလည်မှုကိုပုံမနှဆိုင်စေနိုင်ပါတယ်။ပြီးတော့စာဖတ်ခြင်းကနေရရှိလာတဲ့အသည့်အမြင်တွေကိုဘဝနဲ့အလုံးမှာအသုံးချပါ။အဲ့ဓာတွေပြင်သိပ္ပံနဲ့တင်ချပါတာရက်တွေကို လေ့လာပါ။တတနိကဗေဒကို လေ့လာပါ။တမိုင်းကို လေ့လာပါ။စိတ်ပညာနဲ့စာပေတွေကိုလည်းလေ့လာသင့်ပါတယ်။တတိယရရမှာကစာဖတ်ခြင်းဟာသတင်းချက်လက်တွေကိုစုဆောင်းရုံသာမကအတွေးခေါ်တွေကိုပြောင်းလဲစေပြီး ကဘာပေါ်မှာအမြင်တွေကိုကျေပြန့်စေပါတယ်။ဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုပြန်လည်သုံးသပ်ကြည့်ရအောင်။ချမ်းသာခြင်းနဲ့ပျော်ရွှင်ခြင်းကိုတိဆောက်ဖို့နေပယ်ယာဘီခန့်ရဲ့အတွေးခေါ်တွေကိုဘယ်လိုအသုံးချရမလဲဆိုတာကိုလည်းပြောပြပေးခဲ့ပါတယ်။ဒီဗီဒီယိုကနေတည်ယူခဲ့တဲ့အရာတွေကိုအခြေခံပြီးလှုပ်ဆောင်ဖို့အားပေးပါတယ်။